ဒီနေ့ကျွန်တော်တို့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ according to the opportunity အခွင့်အလမ်းပေါ်မှာမူတည်၍ opportunity လို့ပြောတဲ့အခါအခွင့်အရေးလို့လည်းကျွန်တော်တို့ဘာသာပြန်လို့ရပေမဲ့ကျွန်တော်ဒီမှာအခွင့်အလမ်းလို့ပြောထားတယ်ပို့ပြီးတော့လည်းအပေါင်းလက္ခဏာဆန်တာပေါ့အခွင့်အရေးသမားဆိုရင်လူတွေကတိတ်ကြည့်လို့မရအောင် ဒါမဲ့လည်းအခွင့်အလန်းကိုမြင်သာထင်သာရှိနိုင်တဲ့သူကတော့လည်းအောင်မြင်ဖို့အတွက်တော့ချက်ဖြစ်တယ်နော်။ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဖျားပေးထားတဲ့အခွင့်အလန်းတွေကဘာတွေများဖြစ်မလဲ။ဖျားပေးထားတဲ့အခွင့်လန်းပေါ်မှာမူတည်တယ်ဆိုတော့အဲ့ဒီပေါ်မှာများဘာများဖျားစကားပြောမလဲ။တယောက်စီတိုင်းကိုဖျားဖွင့်ပြပါစေ။ရှင်လူကာခရစ်ခန်းကြီးဆနစ်အငယ်48ခါခွေးမှာအကျဉ်သူ၌ညာစွာသောဥစ္စာကို အနေဤထိုသူကိုညာစွာတောင်းလိုက်ပြီ။ ဆိုတော့အများကြီးပေးထားတဲ့သူစီကအများကြီးတောင်းခံမယ်ဆိုတော့ညားများတော့မှယူရဲစရာမရှိတယ်လို့ဖြစ်နေတာဒီလိုတော့မဆိုလို့ဘူးဖခင်ကကျွန်တော်တို့ကိုကျွန်တော်စွမ်းတက်တီးနဲ့အတီးတီးတော့ကျွန်တော်ရဲ့တတ်နိုင်ခြင်းကိုသူကဖန်ဆင်းရှင်ဖြစ်တဲ့အတွက်သူတိတဲ့အတွက်ကျွန်တော်တို့ကိုဝေပေးထားတယ်ဝေပေးထားတဲ့အရာကိုပြန်တောင်းတဲ့အခါမှာတင့်ကိုအများကြီးပေးထားတဲ့အခါမှာအများကြီးမျော်လင့်လို့ယုံကြည်လို့ပေးတာဖြစ်တယ် နည်းနည်းလေးပေးထားတဲ့ခါမှာသင်ကအရန်အထင်သေးစရာကောင်းလို့တော့မဟုတ်ဒါပေမဲ့တစ်အတိုင်းတာနဲ့လူတွေနဲတယ်တဲ့ထင်ပါစေအောင်သင်ကိုဘုရားစိတ်ချတလောက်ဘုရားပေးတာဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းတာအတိုင်းဘုရားကပြန်ပြီးကျွန်တော်တို့ကိုစီစစ်မှာဖြစ်ပါတယ်အာမင်ရှမတဲ့ခွင့်ခန်းကြီး25အငယ်14ကနေ30မှာ လူတယောက်ကအချားပြူကိုသွားမယ်လို့အကြံရှိရဲ့ချိန်မှာသူငယ်သားတွေကိုခေါ်တယ်။မိမိဥစ္စာတွေကိုအပ်ပေးတယ်။သူတို့ဒီအတီးတီအစွမ်းတတ္တိရှိဒီအတိုင်းတထေးကတော့မှသူ့ရဲ့ဝန်ထမ်းတွေကိုဘလောက်အစွမ်းတတ္တိရှိတယ်ဆိုတာသိတယ်ဆိုရင်ဖန်ဆင်းရှင်ဖခင်ကကျွန်တော်နဲ့မိတ်ဆွေကိုဖန်ဆင်းပိုင်တဲ့ဖခင်ကကျွန်တော်တို့မလုံနိုင်တာကိုမတောင်းဆိုပါဘူး။ကျွန်တော်တို့မပေးနိုင်မဲ့အရာကိုမတောင်းဆိုပါဘူး။ကျွန်တော်တို့မပေးချင်လို့မလုပ်ချင်လို့ကတ်တတ်နေလို့ဒါဖြစ်မယ်။ဖခင်ကကျွန်တော်တို့မှာရှိတယ်မရှိတာ तू အတိဆုံးဖြစ်တယ်။အာမင်။ ဲ့တော့ဒီပုံကောကဒီပါလို့သွားမယ်လို့ကြံတဲ့ချိန်မှာသူသူတပည့်တွေကိုသူတို့အစွမ်းတက်တိရှိတဲ့အတိုင်းတဦးနိုင်အခွက်50တဦးနိုင်အခွက်20တဦးနိုင်အခွက်30ကိုအပ်ပေးပြီးမှချက်ချင်းသွားလေ၏ကွက်90ကိုခံတော်သူဒီသွား၍ကုံတွယ်ခြင်းကိုပြုသည်ဖြင့်အခြားသောအခွက်90ကိုအမြတ်ရလေ၏ဒီနေရာမှာသူ့ရဲ့ business ထားမယ်ပြောမယ်ဆိုရင်သူ့ရဲ့ profit margin ကကြောက်ခမန်းလေးလေးပဲเนาะဒီလောက်ရင်းတယ်ဒီလောက်တခါတည်းရတယ်100%လို့ပြောလို့ရတယ်ဆိုတော့90ရင်းတယ်90မြက်တယ်အဲ့လောက်ကောင်းတဲ့စီးပွားရေးပဲမှာရှာလို့ရမှာလေဒါပေမဲ့ချစ်တော်မိတ်ဆွေကျွန်တော်တို့ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းနေ့ရက်ကာလတွေကိုဘုရားကအကျိုးဖြစ်ထွန်းစေဖို့အတွက်မျှော်လင့်နေအာမင် ငွေကြေးနဲ့တိုင်းတာလို့ရချင်မှရမယ်ဒါပေမဲ့ဒီနေ့တရက်အသက်ရှင်ခြင်းဟာဘုရားခင်တွေအကျိုးရှိသောအသက်ရှင်ခြင်းဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေအာမင်ထိုနည်းတူအခွင့်20ကိုခံတော်သူဒီလဲအခြားသောအခွင့်20ကိုအမျက်ရလေ၏အမျက်ရတတ်တော်သူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေနောက်တစ်ယောက်အခွင့်30ကိုခံတော်သူမူကားတွား၍ညီ၌တွင်တူပြီးလျင်အရှင်ဤငွေကိုဝတ်ထားလေ၏ ကာလာကြာမြင့်ပြီးမှထုံငယ်သားတို့အရှင်သည်လာ၍သူတို့ကိုစရင်ယူလေ၏အခွင့်90ဥခံတော်သူသည်ချင်းကပ်၍အခြားသောအခွင့်90ကိုဆက်လေသခင်ကိုတော်သည်အကျွန်ုပ်၌အခွင့်90ကိုအပေးတော်မူ၏အခြားသောအခွင့်90ကိုကျွန်ုပ်အမြဲရပါ၏ဟုလျှောက်လေ၏ခုနကျွန်တော်ပြောခဲ့သလိုအချိုးမြက်ကြီးကအရန်ကြီးမားတယ်ဝါကြွားစရာတောင်ကောင်းတယ်အာ90ရင်းတာ90မြက်တယ်ကိုတော်ဒါပေမဲ့အဲ့ဒီအချိန်မှာ သူအရှင်ပြောတဲ့စကားလေးကတော့တာဓုတစ္ဆာရှိသောငယ်သားကောင်သင်သည်အမှုငယ်၌တစ္ဆာဆောင်လေပြီ။อืมအမှုငယ်နော်။သူအတွက်ကျွန်တော်တို့အတွက်အရန်ကြီးနေပြီအခွင့်90ရင်းတာအခွင့်90မြတ်တယ်ကိုတော့ ွားဝါစရာဖြစ်ပေမဲ့အရှင်ကတော့ပြောတယ်ငယ်သောမူ၌တစ္ဆာရှိပြီဒါကဘာကိုပြောနေလဲဆိုတော့ဒီလောကမှာကျွန်တော်တို့အောင်မြင်တယ်လို့ပြောတဲ့အရာတွေမှန်တယ်မြဒီလောကမှာဖခင်အနင်းထားတဲ့အရာမှန်တယ်မြကောင်းကင်နဲ့ဆိုင်ရင်တော့မပြောပါသေးဘူးနော်ကျွန်တော်တို့ကိုယ့်ကိုယ်အထင်မကြီးမိပါစေနဲ့တင်ခုရတဲ့ဝင်ငွေတွေအများများနေပြီလို့ခံစားရဆိုရင်တော့အနယ်များလိုက်တာ ပျက်စီးခြင်းအရင်မာနထောင်လွှားခြင်းရာလာတတ်တယ်။လောဘကြီးဖို့တော့ပြောတာမဟုတ်ဒါပေမဲ့ငါဟုတ်လာပြီလို့ကော်လံလေးတစ်ချက်ထောင်လိုက်တာနဲ့တပြိုင်နက်သင်ကဖះရှိမှကျွန်တော်တို့ပြန်လဲဝင်ချဖို့အတွက်အကောင်းဆုံးဖြစ်တယ်။ဘာလို့လဲ။အရန်များလာပြီလို့ထင်တဲ့ချိန်မှာ तू ကသူ့အရှင်ကအင်းငယ်တော်မူ၌တစ္ဆာဆောင်ပြီတဲ့။ဝေါ့ကျွန်တော်တို့ဘလောက်စူးစမ်းစူးစမ်းဘလောက်လုံလုံဒါကဖျားခင်အနာကမှကျွန်တော်တို့တည်းပြင်ဆင်ထားတဲ့အရာနဲ့တွေ့မယ်ဆိုရင်တာမညပဲဖြစ်ပါသေးတယ်။ဟာလေလုယာ။မာနမကြီးမိဖို့ဖျားတယောက်စီတိုင်းကောင်းကြီးပေးပါစေ။ ငယ်သောမှုနဲ့တစ္ဆာဆောင်မိရဲ့များစွာသောအမှုခွင့်ကိုတင်လိုက်ငါအပ်ပေးမည်။ငယ်သောအမှုမှာတစ္ဆာရှိခြင်းဟာ ကြီးသောမှုအတွက်တော့ချက်တစ်ခုဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ရရှိထားတဲ့ငယ်သောမှု၌တစ္ဆာဆောင်ခြင်းဟာကြီးသောမှုကိုကင်တွယ်ဖို့အတွက်တော့တချောင်းဖြစ်ပါတယ်။အာမင်။ဒါကိုနားလည်ပြီးလက်ထဲမှာဖျားပေးထားတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့တစ္ဆာရှိဖို့အတွက်တယောက်စီတန်းကိုဖျားကောင်းကြီးပေးပါစေ။ နောက်တဖန်အခွင့်20ခံတော်သူသည်ချင်းကပ်၍သခင်ကိုတော်သည်အကျွန်ုပ်၌အခွင့်20အပ်ပေးတော်မူ၏အခြားသောအခွင့်20ကိုအကျွန်ုပ်မြဲရပါဘူးရှောက်လေတော်သခင်ကကျွန်တော်သားဆိုရင်ပင့်ကွာဟိုတယောက်ကအခွင့်90တော်မြဲတယ်မိကျောင်း20ပဲမြဲတယ်အာခေါင်းခေါက်လိုက်ရလို့ကွာပြောစရာရှိရင်နော်ဒါပေမဲ့ဖခင်ကကျွန်တော်တို့ကိုတခြားတယောက်ရဲ့ရိတ်သိမ်းခြင်းနဲ့ကျွန်တော်တို့ရိတ်သိမ်းခြင်းကိုနှိုင်းရှင်ပြီးမပြောပါဘူးကျွန်တော်တို့ကိုအပ်ထားတဲ့အရာသေးကပဲသူကမျောလင့်တာပါဟာလေလုယာသူများရဲ့အောင်မြင်မှုကအာမင် သူများရဲ့အောင်မြင်မှုကသင်ကိုနော်နှိမ်စရာလည်းအကြောင်းမရှိသလိုသင်ရတဲ့အောင်မြင်မှုကလည်းမာနကြီးစရာအကြောင်းမရှိဘူးဖခင်အတွက်ကအဲ့ဒါငယ်တော်မှုပဲရှိသေးတယ်အာမင်ဒါပေမဲ့ဝမ်းသာစရာကောင်းတော့ငယ်တော်မှုတွေငယ်တော်မှုတွေကိုအောင်မြင်လာတဲ့အခါတစ္ဆာရှိလာတဲ့အခါမှာကြီးတော်မှုတွေကလက်တကမ်းမှာကျွန်တော်တို့ကိုစောင့်ကြိုနေတာဖြစ်တယ်ဒီနေ့သင်ကင်တွယ်နေတဲ့ຢာကမနေ့ဖြန်မှာတာ၍ကြီးမားလာမှာဖြစ်တယ်ဒီနေ့သင်ထဲတဲ့နော်သင်ရဲ့ဝင်ငွေခုသင်ရရှိထားတဲ့တလလုံးလုံးရဲ့ဝင်ငွေကနောက်တစ်ချိန်မှာသင်ရဲ့ဆယ်ဘုတ်တဘုတ်လောက်ပဲမဖြစ်နိုင်ဘူးလားဟာလေလုယာ ဘယ်ချိန်မှာဖြစ်လာမလဲငယ်တော်မှုနဲ့တစ္ဆာရှိတဲ့ခါမှာကြီးတော်မှုကိုအနှင်းမဲ့သခင်ကကျွန်တော်တို့ကိုစောင့်ကြည့်နေတာဖြစ်တယ်။ဒါကြောင့်လက်ရှိကျွန်တော်တို့အခွင့်အလမ်းကပါလေငယ်တော်အမှုဟာကျွန်တော်တို့ရဲ့အခွင့်အလမ်းဖြစ်ပြီးနောင်လာမယ့်အခွင့်အလမ်းကကြီးတော်မှုကကျွန်တော်တို့စောင့်နေတာဖြစ်တယ်။ဟာလေလုယာဖြတ်လန်းမရှိပါဘူး။ငယ်တော်အမှုကိုတစ္ဆာရှိမှသာလျှင်ကြီးတော်မှုကိုကင်တွယ်ရမှာဖြစ်ပါတယ်။နောက်တစ်ယောက်ဒီချိန်မှာသခင်ကဘာပြောလဲဆိုတော့ သူများ90ရာတိုင်းသူ့ကို90အမြတ်ရဖို့မမျော်လင့်ဘူးသူ့ကိုပေးထားတာ20ပဲဆိုတော့သူကောင်းကောင်းသိတဲ့အတွက်20မြတ်တာဆိုတာနဲ့ချက်ချင်းပဲတာဓုတစ္ဆာရှိတော်ငယ်သားကောင်းတင်ဒီအမှုငယ်နဲ့တစ္ဆာဆောင်လိပြီများစွာသောအမှုခွန်းကိုတင်လိုက်အပ်ပေးမိတင်ဤတခင်နဲ့သူစီစဉ်ကိုဝင်စားလို့ဟုမိန့်တော်မူ၏နောက်တတိယနဲ့နောက်ဆုံးတစ်ယောက် အခွက်တဆယ်ကိုခံတော်သူကလည်းလာပြီးတော့မှချင်းကပ်၍သခင်ကိုတော်သည်ခဲရင်တော်သူဖြစ်သည်နှင့်ကိုမဆိုင်မပြိုးတော်ရက်၌ရိတ်၍ကိုမဖြတ်မကျဲတော်ရက်၌စုသိမ့်တက်ဒီကိုကျွန်ုပ်သိ၍ကြောက်တော်ကြောင့်အခြားသို့တွား၍ကိုတော်၏ငွေအခွက်တဆယ်ကိုမြေ၌ဝတ်ထားပါပြီယခုကိုတော်၏ဥစ္စာရှိပါသည်ဟုပြောလေ၏ဒီနေရာမှာကြည့်မယ်ဆိုရင်တော့အမျော်မြင်ရှိသလိုလိုနော်ဒါ risk မယူသူကတော့နော်စိန်ခေါင်းမမယူဘဲနဲ့သူကအသာလေးဖွက်ထားတယ်သခင်လိုင်းဒါလေးပြန်ပေးမယ်နော်အမပြုတ်မပြတ်တင်းထားတယ် အဲ့ချိန်မှာအရှင်ကဘာပြောလဲဆိုတော့စိုးညစ်ပြင်းရသောငယ်သားဒါကြောင့်ဖေဟားပေးထားတဲ့အခွင့်လန်းတကူကူတင့်လက်ထဲမှာရောက်လာတဲ့ခါမှာမတုံဘူးမဆိုင်ပြိုးဘူးเนาะဖေဟားအတွက်ကျွန်တော်တို့ဒါကိုမပွားများစေဘူးဆိုရင်ကျွန်တော်တို့ကစိုးညစ်တော်သူတွေဖြစ်သွားတယ်ဒါကြောင့်မစိုးညစ်ကြပါစို့နဲ့အာမင်ကိုမဖြတ်မကျဲတဲ့ရက်မှာဆုတင်းတဲ့အောင်နေတင်တိတယ်ဆိုရင်ငါငွေကိုပွဲစားလဲသူအဲ့ရမယ်တဲ့အင်္ဂလိပ်ကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုတော့ deposit with the bankers ဘာမှသွားပြီးထည့်ရင်တော့မှအနည်းဆုံးတော့အတိုးရအောင်မယ်လေကွာတဲ့မင်းဘာလို့ဒီလောက်မြေကြီးထဲမှာသွားဖွက်ထားတာလဲ ဒါကြောင့်ကျွန်တော်တို့ရထားတဲ့အခွင့်အလမ်းတွေကိုဘုရားကတိုးပွားစေခြင်းနဲ့ဘုရားဖြစ်တယ်အာမင်သူ့ကျွန်တွေတိုးပွားတာကိုနှစ်သက်အားရတဲ့ဘုရားခင်ဖြစ်တယ်ဒါကြောင့်တင်တိုးပွားတာကိုတင်ပေးရတဲ့ငွေချင်းကမရှုစိတ်နိုင်ဘူးဖြစ်နိုင်တယ်တဲ့မောင်နှမတွေကတော့မှတိတ်ပြီးမဝမ်းမြောက်နိုင်တာဖြစ်နိုင်တယ်ဒါပေမဲ့ဘုရားသခင်ကတော့တင်တိုးတက်လေလေသူဝမ်းမြောက်လေလေဖြစ်တယ်ဟာလေလုယာတင်အောင်မြင်လေလေသူပျော်ရွှင်လေလေဖြစ်တယ်ဒါဖခင်စိတ်သက်ဖြစ်တယ်ဟာလေလုယာကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ရဲ့ညီဆက်ဆံပြီးနဲ့ပါဆာဆံပြီးနဲ့ကျွန်တော်နဲ့ကိုစေးထိုးကြတယ်တချို့က ဟာမင်းညာမင်းတဲ့ရက်ရှည်သွားပြီဟာမင်းညာမင်းတဲ့ပို့ပြီးရေကူးတော်သွားပြီမင်းညာမင်းတဲ့တချင်းရေးတက်သွားမင်းဘာရေးတက်လို့လဲဟာမင်းညာတချင်းဆိုးတက်တယ်တီးတက်တယ်လူတွေကကျွန်တော်တို့စေးထိုးတယ်ကျွန်တော်ဖះရှင်မှာပြောတာပါဘလောက်စေးထိုးစေးထိုးညီကကျွန်တော်တဲ့တာသွားလို့ဆိုတခါမှကျွန်တော်မနာလို့တာမရှိဘူးခုတည်းပဲဟာလေလုယား တခြားသူတွေအထိတော့ကျွန်တော်မသိနိုင်ဒါပေမဲ့ကျွန်တော်ညီပေါ်မှာဘလောက်ပဲဖရားကောင်းကြီးပေးပေးကျွန်တော်ညီကျွန်တော်ညီမကျွန်တော်အမကျွန်တော်မိသားစုဝင်တွေကျွန်တော်ရဲ့နော်ဒီမှာတကယ်ပြောတော့ဒီမိသားစုဝင်တွေကဒီ family HIC family တွေကလူတွေလာစားတိုးတယ် bonus တွေ6လာစားရတယ်ကျွန်တော်မနာလို့လုံးဝမရှိဘူးပျော်တယ်ဗျ hallelujah ဖခင်ခင်ကလည်းကျွန်တော်တို့တိုးပွားတာကိုသူကအယမ်းပြောတယ်အဲ့ဒီစိတ်တစုံတစလေးရတဲ့ကျွန်တော်တော်မှပျော်နိုင်တယ်ဆိုဖခင်ကသင်တိုးပွားတော့ဘလောက်တောင်မှကြည့်ချင်လဲဟာလေလုယာသင်များများတိုးပွားဖို့ဖခင်ကမျှော်နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခွင့်အလမ်းကိုဖွက်ထားလိုက်ပြီဆိုရင်တော့ဖခင်ကစွန့်ညစ်တော်သူစွန့်ညစ်တော်သူဆိုပြီးဖခင်ကကျွန်တော်တို့ကိုလာပြီးတော့မှခေါင်းခေါက်မှာနော်သတိထားရအောင်နော်ဒါကြောင့်အခွက်၁၀ရတဲ့သူစီကနေနှုတ်ပါတဲ့အခွက်၁၀၀ရှိတော်သူကိုပေးကြဒီကျမ်းစာလေးကိုတစ်ချက်လေးကြည့်အောင်အငယ်၂၇မှာ လူတယောက်ခုနအစမကလေးကပြောလာတဲ့သူ၃ယောက်ပဲရှိတယ်အခွက်90ရတော့သူပြောပါအောင်ကျွန်တော်ဒီဘက်ကဒုတိယကအခွက်20ရတော့သူနောက်ဆုံးတယောက်ဒီဘက်ကပြောပါအောင်အခွက်30ရတော့သူ၃ယောက်ပဲကျွန်တော်တို့ပြောနေတယ်ဒီစရုဒ္ဓပုဂ္ဂိုလ်ကဖျားသားတော်များဖြစ်မလားဘယ်သူရဲ့တော့စရုဒ္ဓပုဂ္ဂိုလ်ဘယ်သူလဲအခွက်100ရှိတော့သူကိုပေးကြတယ်ဘလို့ဖြစ်သွားတာလဲခုန၃ယောက်လား90 20 30 3ယောက်ပဲပေးတာလေဘာလို့ခုအခွက်100ရတော့သူကိုပေးပါလို့ပြောသလဲဆိုတော့ ကျွန်တော်တို့ကဒီလူဒီလူပဲဒါပေမဲ့ရထားတဲ့ဖျားပေးတဲ့အခွင့်လမ်းကိုတိုးပွားစေတဲ့အခါကျွန်တော်တို့ရဲ့ဖျားထဲမှာကျွန်တော်ရဲ့ယာတူးကတက်သွားတာ90လို့အခေါ်ခံရတယ်လို့အခုမနေ့ပြန်မှာအခွက်တရာရှိတော်သူလို့အခေါ်ခံရတာဖြစ်တယ်ဟာလေလုယာတင်းရဲ့ယက်တီမှုကဘာနဲ့ပြောင်းလဲဖြစ်သွားလဲဆိုတော့ရတဲ့အခွင့်လမ်းကိုတိုးပွားစေတဲ့အပေါ်မှာမူတည်ပြီးတော့တင်းရဲ့ယာတူးကတက်သွားမှာဖြစ်တယ်တင်းယာတူးတက်ဖို့လူတွေရဲ့ပခုံးကိုနင်းချေစရာမလိုပါဘူးရထားတဲ့အခွင့်လမ်းကိုတိုးပွားစေဖို့ကတင်းတာဝန်ပဲဖြစ်တယ် တင်ကိုယခုပေးထားတဲ့ cell group တေးသေးလေးကိုတာဝန်ကျေတယ်ဆိုရင်မနေ့ပြန်မှာတင်ဟာအခွက်တရားရတော်သူလို့ခေါင်းစဉ်ပြောင်းခံရမဲ့သူဖြစ်လာမှာဖြစ်တယ်။အာမင်။ခေါင်းစဉ်အတွက်အလုရှုပ်ဖို့မဟုတ်ဘူး။ရထားတဲ့အခွင့်လန်းကိုတန်ဖိုးထားပြီးတိုးပွားစေဖို့ပဲဖြစ်ပါတယ်။ယနေ့တင် cell group တစ်ခုမှာ member တယောက်ဖြစ်တဲ့တော့မှစက္ကအမှန်တန်သေးဘူးဆိုရင်တော့မနေ့ပြန်မှာ home cell ခေါင်းဆောင်ဖြစ်ဖို့ကနည်းနည်းတော့လလန်းမမီနိုင်သေးဘူး။ ဒါကြောင့်အခွင့်လန်းဆိုတာကျွန်တော်တို့ရလာတဲ့အခွင့်လန်းကိုတန်ဖိုးထားပြီးတိုးပွားစေတဲ့အခါမှာမရသေးတဲ့အခွင့်လန်းတွေကကျွန်တော်တို့စောင့်နေတာဖြစ်တယ်။ဒါဟာဖခင်เจ้าတခုတည်းမှမဟုတ်ဘူးအလုံးမှလည်းထုံနေလောင်းပဲ။သင်ကိုပေးထားတဲ့တာဝန်ကိုခြေပွန်ခြင်းဟာမရသေးသောတာဝန်တွေအတွက်လက်ကမ်းကြိုဆိုခြင်းဖြစ်ပါတယ်။အာမင်။ဒီတရားတွေနဲ့ခံယူပြီးပြီဆိုရင်တော့မနေ့ဖြန်ဆာပြီးယာတုတိုးကြတော့မယ်ကျွန်တော်တို့။မနေ့ဖြန်ဆာပြီးကျွန်တော်တို့တော့ယုံမှမျက်နှာတာရရတော့မယ်။ဘာလို့လဲဆိုတော့ရက်လက်ရှိအခွင့်လန်းတွေကိုတိုးပွားဖို့အတွက်ဖြစ်တယ်။ဟာလေလုယာ။ အခွက်တရားရတော်သူဆိုပြီးတော့မှအမိပြောင်းခံရတော်သူတယောက်ဖြစ်ဖို့ဖျားခင်ကောင်းကြီးပေးပါစေ။ဒါနဲ့အခွက်တရားရှိတော်သူကိုတဲ့ပေးကြတဲ့အကြောင်းမူကအကျဉ်သူရတတ်ဤထိုသူ၌ကျွယ်ဝပြည့်စုံခြင်းကပေးဦးမည်။ကျွန်တော်တပတ်တပတ်ကို၃လ၅ကဟောရတဲ့အခါနောက်ထပ်ဟောစရာရအောင်မလားလို့စဉ်းစားစရာရှိတယ်။ဒါပေမဲ့များများပေးတဲ့ခါများများဖះထပ်ပေးတယ်။ဟာလေလုယ။များများဟောတဲ့ခါမှာဟောစရာများများထပ်ပေးလာတယ်။ဒါကြောင့်ဘုန်းဆရာကောင်းဆောင်များအားပေးချင်ပါတယ်။ မကြောက်ပါနဲ့ဒီတစ်ပတ်ဟောပြီးနောက်တစ်ခါလာအောင်ပါဟောစရာလေဟာလေလုယားဘာလို့ဆိုတော့အရာခတ်သိမ်းကလေကျွန်တော်တို့ပေးလေလေထပ်ပေးလေလေဘုရားကပေးလေလေထပ်ပေးလေလေဟာလေလုယားဒါနဲ့ဒီအခွက်တရားရှိတော်သူကိုတဲ့ဘာထပ်ရသေးလဲဆိုတော့မပွားများစေတဲ့အခွင့်လန်းကိုနော်လုံးဝဖြုံးတီးလိုက်တော့အခွင့်လန်းကိုမြေမြုပ်လိုက်တော့သူစီကတောက်ပြီးတော့မှဒီပုံကိုစီကိုထပ်ပေးလာတဲ့ခါမှာကျန်းစာကိုရှင်မတဲရဆက်ပြီးတော့ရေးမယ်ဆိုရင်လေကျွန်တော်ဒီမှာထပ်ထည့်ခြင်းတဲ့အရာတစ်ခုကပါလဲဆိုတော့ အခွက်130ရှိတော့သူအဖြစ်နဲ့သူကပြန်သွားရမှာဟွန်းຢາດູໂຕချက်နော်ຢາດູໂຕတာရဲဆက်တယ်နော်ဘယ်လိုໂຕလဲ90ຢາດໍသူကနေသူကအခွက်တရာຢາດໍသူအဖြစ်တိုးမြင့်ချင်းခံရပြီးတော့နေရင်ထိုင်ရင်မတိုးပွားစေတဲ့သူစီကခွဲတဲ့ကောင်သူစီထဲလိုက်တဲ့ခါမှာနေချင်းညာချင်းပဲသူကအခွက်130ရှိတော့သူဖြစ်သွားပြန်ရော ဒါကြောင့်မလို့ကျွန်တော်တို့ရာဓုအတွက်အလုံးမရှုပ်နဲ့အခွင့်လန်းကိုပဲတံပိုးထားပါအဲ့ဒီခွင့်လန်းကိုသင်တာဝန်ကြီးတယ်ဆိုရင်တော့ရာဓုတိုးခြင်းကချက်ချင်းချက်ချင်းရောက်လာမှာဖြစ်ပါတယ်အာမင်ဒီနေ့ထဲမှာသင်ရာဓုတိုးဖို့ဘုရားခင်ကဒီကိုသင်ကိုစိန်ခေါ်နေပြီဘုရားဒီနေ့ထဲမှာဘုရားခင်ကသင်ကိုတာဝန်မြင့်တော်ရက်ကိုပို့ဆောင်ဖို့အတွက်ဘုရားကဒီနောက်ကတော့ဆေးလွတ်တာဖြစ်တယ်ယေရှုနာမနဲ့ချိန်ညားတယ်ဒီနေ့ဟာရထားသောအခွင့်လန်းကိုတိုးပွားစေတဲ့အတွက်ရာဓုတိုးမြင့်တော်နှစ်ဖြစ်ပါတယ်လက်ကိုတီးလက်တီးပြပါအာမင် hallelujah praise the lord နောက်ဆုံးမှအဲ့ဒီငယ်သားမပွားများစေခြင်းနဲ့ငယ်သားကိုတော့ငိုကြွေးခြင်းအံသွားခဲ့ခြင်းမောင်မိုက်တဲ့ကိုနှင်ထုတ်ချလိုက်ဖို့အတွက်စီရင်ချက်ချလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်။ရှင်လူကခရစ်ဝင်ခန်းကြီးစနစ်အငယ်58မှာသခင်၏အလိုကိုမလိုက်ဘဲလျက်ခံဒဏ်ခံထိုက်သောမှုကို ပြုမိသောသူမူကားအနှဲငယ်သောဒဏ်ကိုသာခံရ၏။တနည်းအားဖြင့်အင်္ဂလိပ်လိုပြန်ပြောမယ်ဆိုရင်ဒါမှပြန်ပြီးတော့ထပ်ရှင်းမယ်ဆိုရင်တော့မတိလို့ဖြစ်သွားတာဆိုရင်နည်းနည်းခွင့်လွတ်လို့ရသေးတဲ့သဘောမှာတော့ရှိတယ်။ ော် abuse လုပ်ဖို့တော့မဟုတ်ပေမဲ့ဒါပေမဲ့ငားစွာသောဂျေစုကိုခံပြီးတိရဲ့သားနဲ့ဖြစ်တဲ့ကိစ္စတွေကတော့တဲ့အကျဉ်သူနဲ့အနှင်းထားတာဖြစ်တဲ့အတွက်သူ့ကိုအများများတောင်းလိမ့်မယ်တဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့တိရဲ့နဲ့ခေါင်းမမကြားစိုးတယ်ဖခင်ကကျွန်တော်တို့အခွင့်လန်းပေးပြီဆိုရင်အဲ့ဒီခွင့်လန်းကိုတန်ဖိုးထားပါသူများနဲ့လည်းမရှင်ပါနဲ့ဟိုလူကအခွင့်90ရတယ်ငါကျတော့မလို့20ပဲရတာလေမလို့ပါနဲ့ တင့်ကိုဖះကလောလောဆယ်20ယုံကြည်တယ်ဆိုရင်20အတွက်ကျွန်တော်တို့ကခွင့်လန်းကိုတန်ဖိုးထားပြီးတော့မှပွားများစေဖို့ပဲမနေ့ပြန်မှာတင့်ကိုဖះက90 100 130ဖះခင်ကအနှဲနိုင်တော့ဖះခင်ဖြစ်ပါတယ်နောက်ဆုံးညီကုန်းချုပ်ဖို့ရန်အတွက်အမျိုးသမီးတယောက်ကြောင်းကိုကျွန်တော်တို့ပြောရအောင်တိမျိုးသမီးကတော့တည့်ရမှာတဲ့သခင်ယေရှုကအလွန်ဝေတောင်းထားတဲ့နေရာမှာရောက်ရှိလာတယ် နော်အလွန်ငွေတောင်းထားတဲ့နေရာမှာဒီလိုနေရာမျိုးမှာအလွန်ငွေတောင်းရှိရဆိုရင်သခင်ယေရှုနဲ့သူ့ရဲ့တပည့်တော်တွေစောင့်ကြည့်နေတဲ့အချိန်မှာလူတွေကအလွန်ငွေကိုနော်အိတ်လိုက်အိတ်လိုက်တွန်းချကြတဲ့အချိန်မှာအမျိုးသမီးတစ်ယောက်ကလာပြီးတော့မှစင်းရဲသောမုတ်ဆိုးမတစ်ယောက်ဒီလာပြီးတပည့်လောက်တန်တဲ့ချင်းနီတင်းကားပြားနှစ်ပြားကိုတွင်းချလိုက်တယ်အကောလုံးကဟဲဖခင်ကြောင့်လာပြီးတော့မှချွလင်းဆိုပြီးလှုပ်သွားတယ်ဆိုပြီးတော့မှရီမောဖို့ပဲ ချောင်းမြောင်းကြမှာဖြစ်ပါတယ်အဲ့ချိန်မှာယေရှုပြောတဲ့စကားခုနကျွန်တော်ပြောတဲ့အခွင့်အလန်းကို तू ကပြောနေတာပါဖခင်ကကျွန်တော်တို့ကိုဆုံးဖြတ်ချက်ချတဲ့အခါစီရင်တဲ့အခါတနည်းအားဖြင့်စီစစ်တဲ့အခါမှာကျွန်တော်တို့ဘလောက်လှုပ်ဆောင်တယ်လဲဆိုတာထက် ကျွန်တော်တို့ကဘလောက်အခွင့်လမ်းရထားတယ်လဲဆိုတာကိုဘုရားကဒီကထားတာဖြစ်တယ်။ဒီမျိုးသမီးမှာအိတ်လိုက်အိတ်လိုက်ထဲစရာခွင့်လမ်းမရှိသေးပေမဲ့နှစ်ပြားသောဒေနာရီနှစ်ပြားထဲဖို့အခွင့်လမ်းသူ့မှာရှိပါတယ်။သူ့အခွင့်လမ်းလေးကိုသူကတုံတုံရည်ရည်နဲ့လာပြီးတော့သူ့အခွင့်လမ်းကိုယာနှုံးပြေယုံချခြင်းနဲ့ထက်လိုက်ခြင်းဟာဘုရားကနှလုံးသားကိုသွားပြီးတို့ထီတာဖြစ်တယ်။ အနည်းပြိုင်ဖို့ဒီမှာပြောတာမဟုတ်ပါဘူးနည်းနည်းလေးပဲပေးပါလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့တင့်အခွင့်လန်းကိုတင်ကယာနုံးပြည့်အတုံးချပြီဆိုရင်တော့ဖခင်ရဲ့နှလုံးသားကိုသွားတိုးထီမှာဖြစ်ပါတယ်သူများတွေကအပတ်စဉ် off day ရတယ်။သင်ကတလမှာ off day တစ်ခါပဲရတယ်ဆိုတော့အဲ့ဒီတရက်ကို off day တရက်ကိုသင်ဘလို့တန်ဖိုးထားတယ်လဲဆိုတာကအဲ့ဒါဘုရားတိတ်ဆိတ်လို့ရှားတဲ့အရာတစ်ခုဖြစ်ပါတယ်။အာမင်။သူများတွေကအရွက်အကြီးတွေနဲ့ထည့်ပြီးတော့ပါဝင်နိုင်တယ်။အဦးသီးကိုအထက်လိုက်ပါဝင်နိုင်တယ်။ခဏနေပါဦး။ တင့်လက်ထဲမှာဖះပေးထားတဲ့အခွင့်အလန်းကိုတော့တင်ကအသုံးချဖို့တော့လိုလိမ့်မယ်။သူများကိုဖះယုံကြည်စိတ်ချတဲ့အခွင့်လန်းတင်မရသေးပေမဲ့တင့်ကိုယုံကြည်စိတ်ချတဲ့အခွင့်လန်းကိုဒီနေ့တင်ရာနှုံးပြည့်ဖះကိုယူဆောင်လာပြီဆိုရင်တော့တင်ကအခွင့်အလန်းပေါ်မှာတင်ကအကျိုးမြတ်ရအောင် အလုတ်လုတ်တဲ့သူတိုးပွားစေတော်သူဖြစ်ပါတယ်။အာမင်။ဒါကြောင့်စင်းရဲတော်မုတ်ဆိုးမကတော့သူ့မှာဒီနှပြားအပြင်ထထဲ့စရာခွင့်လန်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီနှပြားကို နော်မုတ်ဆိုးမကသူ့ရဲ့သားနဲ့မုံလေးနှစ်ပြားလောက်ရှိတာလေးကိုစားပြီးတင်မယ်လို့ဆုံးဖြတ်တဲ့ချိန်မှာအေလိယကလာပြီးတော့မှအခွင့်လန်းလာပေးတယ်ရေယူခဲ့ပါတဲ့မုံလေးဖုတ်ပါအောင်တဲ့အဲ့တော့သူ့အခွင့်လန်းကအဲ့ဒီမုံနှစ်ပြားကတည်းကအရင်ဆုံးဖုတ်ပြီးရတဲ့မုံကိုဖရားရဲ့လူကိုပေးလိုက်ခြင်းဟာသူ့အခွင့်လန်းကိုယာနှုံးပြစ်သူကလက်ရအရယူပြီးတော့မှအလုံးလုံးလိုက်တာဖြစ်ပါတယ်ဒါကြောင့် လက်ထဲမှာဘလောက်ကြံတယ်လဲသူများကဘလောက်ပေးတယ်လဲသူများတွေကဘလို့လိုက်လျှောက်လဲဆိုတာကိုမေ့ထားပြီးကျွန်တော်တို့ကိုဖျားပေးတဲ့အခွင့်လန်းငဲပါစေတေးပါစေတိမ်နှုတ်နေပါစေလူတွေအထင်ကြီးစရာမကောင်းပဲဖြစ်ပါစေအောင်တော့ကျွန်တော်ကိုပေးတဲ့အခွင့်လန်းကိုဖျားထဲမှာတိုးပွားစေတယ်ဆိုရင်တော့တာဓုတစ္ဆာရှိတော်ငယ်သား တင့်ကိုဘုရားခင်ကချစ်မြတ်တာနဲ့တင့်ကိုကြိုးဆိုနေပြီးတာ၍ကြီးတော်မှုကိုအတင်းမှဖြစ်ပါတယ်။ကြီးဒီငယ်ဒီမဟုဘုရားပေးထားတဲ့အခွင့်လန်တိုင်းကိုအမြဲတမ်းအမိယဆုပ်ယူပြီးတော့ကိုတော့ကြောင့်ဖြစ်တယ်ကိုတော့အတွက်ဖြစ်တယ်ကိုတော့ဘုန်းတော်အတွက်ကျွန်တော်ကျမပါဝင်မယ်။ရောက်စီတဲ့အောင်ဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။ကိုတော့ပေးထားတဲ့အခွင့်လန်တွေကိုပြန်လဲရည်တွေ့ရအောင်။သူများတွေနဲ့ရှင်ကျွန်တော်တို့အားရစရာမကောင်းတော့ပါဘူးကျွန်တော်တို့တက်တာ။ဒါပေမဲ့ပြန်လဲကြည့်ပါ ကျွန်တော်တို့ကိုဖျားပေးထားတဲ့အခွင့်လန်းတွေဟာကျွန်တော်တို့ဖျားကိုပြန်ချစ်ဖို့ဖျားကိုပြဖို့အတွက်လုံလောက်ပါတယ်။ဒါကြောင့်ကိုတော်ပေးတဲ့အရာတွေဟာကိုတော်အထဲကနေကိုတော်အဖို့လုံကကိုတော်အတွက်ဖြစ်တယ်။ဒါကြောင့်ကိုတော်ကိုပဲပြန်ပေးပါတယ်ဆိုပြီးတက်တာချင်တာပြန်လဲဆက်ကပ်ဖို့ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်။